ဒီနေ့တော့ပြိတ်သက်တဲ့အတွက်လူသားတွေရဲ့လွတ်လပ်မှုအတွက်ပိုက်ပွဲဝင်ခဲ့တဲ့သူရဲ့ကောင်းတဦးရဲ့ဇလန်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ပဲလီကားချီတဲ့ရုပ်ကလေးဆိုတဲ့စကားကို recap အဖြစ်ပြန်လည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီဇလန်းမှာဆိုရင်ကပားအကြီးဆုံးလူဝဲအဖွဲ့စည်းတွေရဲ့လက်အောက်ခံမဖြစ်လို့ပဲမိမိရဲ့ကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးခြင်းနဲ့ရရင်တဲ့အမျိုးသမီးသူရဲ့ကောင်းတယောက်နဲ့ သူမရဲ့ရွေးချယ်မှုတွေကြားကအတန်အလန်တိတ်ပွဲအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇလန်ထဲမှာပါဝင်တဲ့စွန်စားခန့်တွေကိုမြေတောင်မခတ်တမ်းကြည့်ရမှာဖြစ်ပြီးတိုက်ခိုက်မှုတွေနဲ့လူဝဲအဖွဲ့စည်းတွေရဲ့စာအားတွေကိုပလိုရင်ဆိုင်ကြမလဲဆိုတာကိုပြည်သက်တွေစိတ်ဝင်စားစရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာကြောင့်အခုပဲစားလိုက်ကြရအောင်ပါဇလန်အစမှာဆိုရင်တာယာညိန်ညောင်းတဲ့ဂီတာတန်စနဲ့အတူ ပဲလေးကနေတဲ့ရုပ်ကလေးတစ်ခုတဖြည်းဖြည်းချင်းလက်ပတ်နေတဲ့တချင်းတစ်တာလေးတစ်လုံးကိုတွေ့ရပါတယ်။ဒါဟာ if အတွက် parking နဲ့အတူကုန်လွန်ခဲ့တဲ့နှွေးထွေးတဲ့အချိန်တွေကိုတတိယစေခဲ့တဲ့အရာပါ။ဒါပေမဲ့အခုအတူမှရှေ့မှာ parking ဖြစ်သူရဲ့ကိုခန္ဓာမှာတွေးများယူစည်းကြနေပါတယ်။တူတူရဲ့အိမ်လေးကိုလက်နဲ့ကင်ကျူးကျော်သူများကအဝိုင်းဝန်းတိုက်ခိုက်ထားကြပါတယ်။ parking ဖြစ်သူဟာကြမ်းကျင်စွာခုခံတိုက်ခိုက်နေတော့လေရန်သူများကအရေးအတွက်တာလွန်နေပါတယ်။ သူဟာ if ကိုလူဝဲတခါအတွင်းတို့တွန်းတွင်းလိုက်ပြီးငိမ့်ငိမ့်လေးပုံနေပါငါပြန်လာတဲ့အထီလို့တူတူညင်းညင်းပြောကတကားကိုပိတ်လိုက်ပါတယ်။ if ဟာအကြောက်တရားနဲ့တုံလုံးနေရင်တောင်တကားဟန်ပေါက်ကလေးမှသစင်အပြင်ကို စိုက်တီးနေမိပါတယ်။ဖခင်ဖြစ်သူဟာရန်သူတူပြီးတူကိုချိန်မုံသွားတော့လဲနောက်ဆုံးမှလူအင်အားမများတာကြောင့်လက်နဲ့ချအញ្ញံခံလိုက်ရပါတယ်။ ကျူးကျော်သူများရဲ့ခန်းဆောင်ခြံဆဲလာဆိုတဲ့သူကဖခင်ဖြစ်သူအားမင်းကိုငါတို့ကမိသားစုဝင်တစ်ခုလိုတပေါ်ထားလက်ခံခဲ့ပြီးဂိမ်းအဖွဲ့ဝင်အမျိုးသမီးတဦးနဲ့လက်ထပ်ခွင့်ပေးခဲ့တယ်။မင်းကငါတို့ရဲ့စည်းကမ်းကိုဖောက်ဖျက်ခဲ့ပြီးမင်းရဲ့အပြစ်ကြောင့်မင်းရဲ့စနီးလဲတည်ဆုံခဲ့ရပြီ။အခုတော့မင်းရဲ့သမီးကိုငါတို့ပြန်ယူမယ်။ ဖခင်ဖြစ်သူကဘာမှမပြောနိုင်ဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ခေါင်းဆောင်ချန်ဆယ်လာကတနက်ကိုဖခင်ဖြစ်သူရဲ့နဖူးစီထောက်ပြီးရေးချွဲခွင့်ပေးပါတယ်။မင်းတေဒီတမိအသက်ရှင်မလား။တာမမဟုတ်နှစ်ယောက်စလုံးတည်မလား။ဒါပေမဲ့ယောက်ျားတယောက်အနေဖြင့်ရွေးချယ်ရဲဖို့တော့လိုပါတယ်တဲ့။ဖခင်ဖြစ်သူကတမိရဲ့လုံခြုံရေးအတွက်ကုကုကုပေးဆက်ဖို့စဉ်းစားနေတဲ့အချိန်မှာပဲပုံနေတဲ့ Eve ကအဖေရေးဆိုပြီးသူမဟာပုံရကနေမှထွက်ပြေးလာခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာဒီအခိုက်ကိုအခွင့်ကောင်းယူကပြန်လဲတိုက်ခိုက်ပါတယ်။ရှုပ်ထွေးမှုအသွင်မှအီဖာစက်တိန်ထားစေတဲ့တနတ်တန်တစ်ချက်ကိုပြစ်လိုက်ပါတယ်။ကျူးကျော်သူတဦးလဲကျသွားပြီးဖခင်ဖြစ်သူကိုအချိန်မီကယ်တင်လိုက်နိုင်ကလူဝတ်ထွက်ပေါက်မှထွက်ပြေးသွားခဲ့ကြပါတယ်။သူတို့လျှောက်ပြီးတဲ့နောက်မှာအိမ်ဟာပုံခွဲခံရကအစာအနာများလာကြံ့ရိတ်ခဲ့ပြီးအပြင်မှာရှိနေခဲ့တဲ့ခြံဆက်လေကတော့အသက်ရှင်ကြံ့ရိတ်ခဲ့ပါတယ်။တာအဖားနေရောက်ပေးကင်းတဲ့နေရာကိုရောက်သွားခဲ့ပေမဲ့ ဖခင်ဟာတွေးထွက်လွန်ပြီးပြင်းထန်တဲ့တန်ရာတွေကြောင့်နာကျင်မှုနဲ့ပြင်းနေတဲ့အတန့်ပြည့် if ကိုတောင်းပန်ပါတယ်သူတိတ်ဆုံးတော့မှကိုတရှိပြီးသူမရဲ့ပေးကင်းမှုကိုတိတ်ချသွားတဲ့အခါမှာလဲကြပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။ Eva Parking ကိုဖက်ကကြည်ကွဲစွာဖြင့်ငိုကြွေးနေပါတော့တယ်။နေ့အတန်ကြပြီးတဲ့နောက်မှာ Eva Russia Roma လို့ခေါ်တဲ့လူဝဲအဖွဲ့အစည်းမှာနေထိုင်လဲရှိပါတယ်။ Parking ဖြစ်သူတစ်ချိန်ကပါဝင်ခဲ့တဲ့ဒီအဖွဲ့ဟာသူမအား အိမ်အစ်စ်မိသားစုတင်တဲ့ရည်ရွယ်ချက်တစ်ကိုပေးခဲ့ပါတယ်။တရိုက်တာလို့ခေါ်တဲ့အဖွဲခေါင်းဆောင်ကအတူမှာအားလေးချင်းတင်ကြားပေးခဲ့ပါတယ်။ပဲလီကားချီတဲ့ကာကွင်းပေါ်မှာလာပါမှုနဲ့ရဆက်မှုကိုပေါင်းဆက်ကဒူမာအပြင်းထန်တဲ့လေ့ကျင့်မှုကိုခံယူခဲ့ရပါတယ်။တနပ်ပြနီးလန်ထိုးနီးအရိတ်ထဲမှာပုန်းခုန်နီးလိုအလင်းတက်ဖြတ်နီးတို့ကိုပါတင်ယူခဲ့ပါတယ်။ဒူမာရဲ့ရီမန်းချက်ကတော့ကီကီမိုရာဖြစ်လာဖို့ပါ။တန်တာရီထက်ကကီကီမိုရာဟာ အမောင်ချဲတက်ခန့်ထားရတဲ့နှလုံးသားတွေထဲမှာနေထိုင်တဲ့ဝိညာဉ်ဖြစ်ပြီးအလိုအညိုထားတဲ့အာနာဒါမှမဟုတ်အပြစ်မဲ့တဲ့သူရဲ့စောင်းလျှောက်သူဖြစ်နိုင်ကရွေးချယ်မှုကတက်ဖို့ဒါမှမဟုတ်ကာကွယ်ဖို့တာဖြစ်ပါတယ်။နောက်ဆုံးမှာသူမရဲ့ပထမဆုံးစံတက်ချက်ကိုပြင်ဆင်ရပါတယ်။ တင်နတလက်ကိုတက်စင်ជីတတောင်းထဲပြီးမောင်းနေရန်ဖြစ်ပါတယ်။သူမဟာမတုံလို့ပဲလှုပ်ဆောင်လိုက်ပါတယ်။အဲ့ဒါဟာ parking ကိုကဲတင်ခဲ့တဲ့အခိုက်အတန့်လို့ပဲဒီတစ်ချိန်မှာတော့သူမက အရင်ပြစ်ခတ်သူဖြစ်နေပါတယ်။ ။သူမဟာကီဂီမိုရာအဖြစ်မွေးဖွားလာခဲ့ပါတယ်။နှစ်များကြာပြီးတဲ့နောက်မှာအီဖာကပါသောလှုပ်ကြံတက်ဖြတ်သူတဦးအဖြစ်နာမည်ကြီးလာပါတယ်။သူမရဲ့တခုတည်းသောရည်ရွယ်ချက်ကတော့ဖခင်ကို တက်ခဲတဲ့သူတွေကိုလက်စားချေရန်ဖြစ်ပါတယ်။တနေ့မှာတော့သူမအားလိုက်လံတိုက်ခိုက်သူများရဲ့လက်ပေါ်မှာကြက်ချစ်ခတ်ပုံအမတ်အသားကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအမတ်အသားဟာသူဖခင် တက်ခဲသူများဝတ်ဆင်ထားတဲ့တင်ကြီးသားနဲ့အတူတူပင်ဖြစ်နေပါတယ်။သူမဟာအလောင်းရဲ့လက်ကိုဖြတ်ယူပြီးရ ရုရှားရောမရဲ့တရိုက်တာထံသို့ချက်ချင်းယူသွားကအခြေရှာပါတယ်။တရိုက်တာကတတိပေးပါတယ်။ဒီအမတ်အသားကိုတဲဆောင်သူတွေဟာရှေးဟောင်းအစင်လာတစ်ခုရဲ့အစိအပိမ့်ပါပဲ။ပတုကမအတူတူကိုစိန်ခွန်ဝန်ကြတယ်မဟုတ်ဘူး။ if ကနားမထောင်ပါဘူး။သူမဟာကွန်ဒီနန်တဲ့ဟိုတယ်ရဲ့မန်နေဂျာဝစ်စတန်စကော့ထမှာအချက်လက်တွေကိုယူပြီးကြေးလက်ကြေးရွာတစ်ခုရှိထို့အဖွဲရဲ့ခေါင်းဆောင်ချန်ဆယ်လာထံသို့ခရီးထွက်လာပါတော့တယ်။ ကျေးရွာတော့ရောက်တဲ့အခါမှာအီဖာရန်သူများရဲ့လိုင်းလုံးထဲကို ဝင်ရောက်သွားပါတယ်။ကျေးရွာတစ်ခုလုံးကသူမအားရန်လိုနေကြပါတယ်။သူမဟာခုခံတိုက်ခိုက်ရင်ကျေးလက်ကျေးရွာရဲ့ပဟိုချက်ဖြစ်တဲ့အဆောက်အဦးကြီးစီကိုချီတက်သွားပါတယ်။အဆောက်အဦးအတွင်းတို့ဝင်ရောက်သွားတဲ့အခါမှာချန်ဆယ်လာနဲ့မျက်နှာချင်းဆိုင်တွေ့ပါတယ်။ထိုအချိန်မှာကြောက်ခမန့်လီလီအမန်တရားကိုတီးရှိလိုက်ရပါတယ်။မင်းကငါမြေပဲလို့ချန်ဆယ်လာကပြောပါတယ်။ငါသားရဲ့တမီး if if ye parking ha ji le ji yo ye sikan ni ko ju lun ga thap pi twa khe tu phit bi chancellor ha tu ye mye tami pin phit ni ba de ta a pyin tu ma ma naw tha nyi ma tyaw shi ni ba de de tu ma ye name ga lina di aman taya ha if atwa ka ba ji pyaung le twa de lo phit twa ba de da ba mae lina ha parking phit tu chancellor ye amain a tain if ကိုတပ်ဖြတ်ရန်စူးစမ်းမှုကြောင့်တည်ဆုံသွားခဲ့ရပါတယ်။လီနာရဲ့ကွယ်လွန်မှုဟာ if ရဲ့နှလုံးသားထဲမှာမိတောက်ကြီးကိုထွန်းညီပေးလိုက်တယ်လို့ဖြစ်သွားစေပြီးညီမငယ်လေးအတွက်ဝမ်းနည်းပူဆွေးမှုထက်လက်စားချေတူတဲ့စိတ်ကပိုပြီးကြီးမားလာခဲ့ပါတယ်။ကြေးရွာတစ်ခုလုံးကလည်းသူမရဲ့တောသားအခန့်လိုက်ရတယ်။သူမကပတုတဦးတယောက်ကိုမှခွင့်လွှတ်ခြင်းမရှိပဲပြန်သူလို့ယူဆသူများကိုရရဆက်ဆက်ရှင်းလင်းခဲ့ပါတယ်။ ကြီးရွာရဲ့ပဟုချက်ဖြစ်တဲ့ချန်ဆယ်လာအုပ်စိုးရာဌာနချုပ်စီကိုချီတက်နေစဉ် if ကရေဒီယိုကိုကုပ်ယူပြီးချန်ဆယ်လာကိုတိုက်ရိုက်စကားပြောပါတယ်။မင်းမသိခင်တာမဆုံးဘူးလို့သူမကဆိုပါတယ်။သူမရဲ့အတန်ကအရေးခဲချက်ပြီးအေးနေပါတယ်။အဲ့ဒီအချိန်မှာချန်ဆယ်လာကရုရှားရိုမာရဲ့တရိုက်တာကိုဆက်တွေ့လိုက်တယ်။ မင်းရဲ့အဖွဲ့ဝင်တယောက်ကအရာစုနဲ့ချီပြီးဟန်ချက်ညီအောင်ထိန်းထားခဲ့တဲ့ရှေးဟောင်းသဘောတူညီချက်ကိုချိုးဖက်လိုက်ပြီလို့သူကပြောပါတယ်။တရိုက်တာက AC တင်းငင်စာဖြစ်ပြန်ဖြေပါတယ်။ရုရှားရောမမစစ်ပွဲကိုစိတ်ဝင်စားမှုမရှိဘူး။ဒါပေမဲ့အဖွဲ့ဝင်တယောက်ကအစည်းအဝေးကိုကျူးလွန်ရင်သူ့ကိုအပြစ်တင်ပေးရမယ်။ဒါဆိုရင်တော့ရုရှားရောမကိုကပ္ပညီကနေပြောက်ကွက်သွားအောင်ပြုလုပ်မယ်လို့ချန်ဆယ်လာကပြောပါတယ်။တရိုက်တာကနောက်ဆုံးအဆိုပြုချက်တစ်ခုကိုပြောပါတယ်။ သူမကအတ္တိမတိပခတ်ကိုတွေးထွက်တတ်ရမှုမရှိပဲအဆုံးသတ်နိုင်မဲ့သူမရှုံနိုင်ဘူးတော့လူတယောက်ကျူဝစ်ကိုလွတ်မယ်လို့ဆိုပါတယ်။တချိန်ထဲမှာပဲခြံဆဲလာကအကြီးရွာတစ်ခုလုံးကိုပြတ်ထန်းချက်ထုတ်ပြန်ပါတယ်။ဘသူမှဝင်ရောက်ဆွန့်ဖက်ခွင့်မရှိဘူး။ဝင်ရောက်ဆွန့်ဖက်သူတိုင်းကိုပြစ်တံပေးမယ်။လူတိုင်းကနောက်ဆုတ်ပြီးဝံပလွေအမဲလိုက်ခွင့်ပေးရမယ်တည်တဲ့ချိန်မှာတော့ဝံပလွေကကျွံဝေးဖြစ်ပြီးအမဲက if macaro ဖြစ်ပါတယ် ညနေတကောင်ချိန်မှာကြီးလက်ကြီးရွာတစ်ခုရှိကျဲပြန်တဲ့လမ်းမပေါ်မှာလူနှစ်ဦးရပ်နေကြပါတယ်။တစ်ဖက်မှာကဘာကျော်လှုပ်ကြံတက်ဖြတ်သူကျွဝစ်တခြားတစ်ဖက်မှာတော့လက်စားချင်ရန်စိတ်တက်ပြင်းပြနေတဲ့ Eve Bagaro ဝေယံမျက်လုံးထဲမှာတော့အစ်ဆက်တဲ့အာယုံခံစားမှုရှိနေပြီး if ရမျက်လုံးထဲမှာတော့ဒေါတာနဲ့ဆွဲမပြတ်တဲ့ပုံစံဖြစ်နေပါတယ် wave ကတူမကိုရွေးချယ်ခွင့်ပေးတယ်အသက်ရှင်မလားတာမမဟုတ်ထွက်သွားမလား if ကနေမယ်လို့ဖြေလိုက်ပါတယ် wave ကတူမရဲ့စိတ်တက်ခိုင်မာမှုကိုတင်းမြင်မိပြီးတူမရဲ့အသက်ကိုခွင့်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ if ကဆက်လက်ယုံကံပါတယ်ဖခင်နဲ့ညီမဖြစ်သူအတွက်လက်စားချီလို့စိတ်ကနှဆိုင်စွာလောင်ကျွမ်းနေပါတယ်နိုင်ဆက်က ၎င်းရန်ချင်ကိုချီကပ်လာတဲ့ wave ကနောက်ဆုံးလိုက်ပြီး if ကသွားခွင့်ပေးလိုက်ပါတယ်။ကြေးရသခွေလုံးကို if အားအမဲလက်ရန်အမိန်ထုတ်ပြန်လိုက်တယ်။အမြတ်တော်တာဖြစ်မောင်းနေပြီး if ကအရန်သူတွေရဲ့နေအိမ်ထဲကိုဝင်ပြီးအင်အားသုံးဝင်ရောက်ကတူဦးပြီးတူဦးရှင်းလင်းသွားပါတယ်။နောက်ဆုံးမှကြေးရရဲ့လက်နဲ့တိုက်ထက်ကိုချိုးဖြတ်ဝင်ရောက်သွားတယ်။ကမောက်ကမမှုများစတင်ဖြစ်တဲ့အဆူလိုက်အပြုံလိုက်များတက်ဖြတ်မှုတွေပောက်ကွက်ထွက်လာတယ်။ if ကလုံးဝကို ထုတ်လုပ်လိုက်တဲ့လူအုပ်ထက်ကိုဖျက်ဆီးသွားတယ်။တနက်ပစ်တန်တွေ၊ဘုံတန်တွေ၊မိတောက်တွေကတဖြည်းဖြည်းနဲ့မြင့်တက်လာတယ်။နောက်ဆုံးမှခြံဆဲလာရှိရအခန်းထဲကို ရောက်ရှိသွားတယ်။တကားကိုဖောက်ထွေးဝင်ရောက်တဲ့အခါမှာခြံဆဲလာကစပွဲနောက်မှာထိုင်နေပြီးမျက်နှာမှာတော့ကြောက်ရွံ့မှုထက်အံ့အားသင့်မှုတွေပုံများနေပါတယ်။ Ifyet အတန်ကရေခဲထက်ပြီးအေးနေတယ်။ သူမဟာဖခင်အတွက်ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ချန်ဆယ်လာကအကြီးလက်ကြီးရဟာသူမရဲ့အိမ်ဖြစ်နေကြောင်းမိသားစုဖြစ်နေကြောင်းပြောတော့လေ။ if ကမိသားစုဝင်တွေဟာတဦးနဲ့တဦးတစ္ဆာမရှိကြောင်းပြန်လည်ပြောဆိုလိုက်ပါတယ်။အပြင်ဖက်မှာကျုံဝင်းဟာမှန်ပြောင်းမှနေတဆင့်အခင်းဖြစ်ပျက်နေပုံကိုကြည့်ရှုနေပါတယ်။သူဟာ if အတက်ဖြတ်ရန် rifle ကိုချိန်ညှိထားတော့လေမပစ်လိုက်ပါဘူး။ သူကသူမရဲ့ရွေးချယ်မှုကိုလေးစားတယ်။အခန်းထဲမှာချန်ဆယ်လာကသူရဲ့ရှုံးနိမ့်မှုကိုနားလည်သွားတယ်။ if ကခဏတာမျက်ရည်ကျမ်းပြီးတော့လဲချက်ချင်းဆိုသူလိုပဲသူရဲ့မျက်ရည်ကိုတုပ်လိုက်ပါတယ်။ parking ဖြစ်သူအတွက်ဒီအရာကိုသူလှုပ်ဆောင်မယ်လို့ပြောပါတယ်။တနတ်တစ်ချက်အကျေလောင်စွာမြည်ပြီးချန်ဆယ်လာကရှေ့ကိုယိုင်လဲသွားပါတယ်။ သူရဲ့သွေးတွေဟာရှေဟောင်းမြေပုံပေါ်မှာစီးဆင်းသွားတယ်။အိဖာသူမရဲ့တနက်ကိုခြာပြီးတော့ရီမန့်ချက်ပြေဆုံးတော့ပြီဖြစ်တော့လေနှလုံးသားထဲမှာပျောက်ဆုံးနေတယ်တက်တက်ရှိနေပါတယ်။ကျွန်ဝစ်ကအစာအူအသွင်းကိုဝင်ရောက်သွားတယ်။အိဖကပြေဆုံးသွားပြီလို့ပြောတယ်။ဝစ်ကအတိတ်ကိုတက်ပြပြီးတဲ့နောက်အနာဂတ်ကိုဖန်တီးရန်လိုအပ်ကြောင်းပြောဆိုပါတယ်။ထို့အချိန်မှာအီယက်ဖုန်းကအတန်ကြီးလာပါတယ်။ကဘာလုံးဆိုင်ရာအမိန်ထုတ်ပြန်ချက်တရအိဖမဂါရိုအာတော်လာငါးတန်းဖြစ်အလို့ရှိပါတယ်။ ခင်မီစေယုံကြီးတစ်ခုရှိမှတန်ရရထားတော့လူငယ်တဦးကိုတွေးရပါတယ်။ကပ္ပကြီးဟာကျယ်ပြန်ပြီးအန်ဒီရဲ့ညနေဆဲဖြစ်ကလှုပ်ကြံခံရတဲ့သူတွေနဲ့သူရဲ့ကောင်းတွေဟာလည်းအမြဲတမ်းလိုအပ်နေမှာဖြစ်ပါတယ်။ if macaro အတွက်ကတော့ဒီမရဲ့ဇလန်းဟာအခုမှစတင်ုံများတာရှိပါသေးတယ်။ကြီးစုပေးခဲ့တဲ့တယောက်ချင်းစီကိုအထူးပဲကြီးစုတင်ပါတယ်။